အခြေခံမရှိသူများအတွက်အင်္ဂလိပ်စကားပြောအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆိုတော့ဒီနေ့မှာကျွန်တော်ပြီးခဲ့တဲ့သင်ခန်းစာကဒီ this is a this is an ပေါ့နော်။ဆိုတော့ဒီပြောတဲ့ပုံစံလေးဒါကတခုခုဒီဟာကတော့ဘာပါဒီဟာကတော့ဟိုမှာခုံမှာဒီဟာကတော့ဘောပင်မှာဒီဟာကတော့ခဲတံမှာเนาะ this is a key ဒါကတော့တော့ပါเนาะ this is a cat ဒါကတော့ကြောင်မှာ ဒီလိုပြောတဲ့ပုံစံလေးကိုအရှိတင်ကန်းစာ view လေးမှာကျွန်တော်ပြောပြပေးခဲ့တယ်ဆိုတော့မေးခွန်းလုပ်တဲ့ပုံစံလေးကိုကျွန်တော်ဒီနေရာမှာနည်းနည်းလေးထပ်ပြီးတော့ပြောပြပေးခြင်းပါတယ်ဆိုတော့ this is နဲ့ရေးထားတဲ့ sentence တွေပေါ့စကားတွေမှာဆိုလို့ရှိရင်မေးခွန်းလုပ်ရတာအရင်လွယ်ပါတယ်เนาะဘာကြောင့်လဲဆိုတော့ဒီပါတဲ့ is ကိုကျွန်တော်အရှိကိုထုတ်လိုက်ပါ is this လို့ပြန်ဖြစ်သွားမှာပေါ့เนาะဥပမာ is this a key အဲ့တော့အရှိကို is is ကိုအရှိကိုထုတ်လိုက်တဲ့အခါမှာမေးခွန်းဖြစ်သွားတယ်ဒီဟာကတော့လားဒီလိုမေးသလိုဖြစ်သွားတယ် ဟုတ်ပြီနော်ဒါကိုကျွန်တော်တို့က English မှာ yes no question လို့ခေါ်တယ် English language မှာပေါ့နော် English ဘာသာစကားမှာ yes no question ဘာကြောင့်လဲဒီမိကုန်းတွေကိုဖြေတဲ့အခါမှာ yes no ဒါတွေနဲ့စပြီးဖြေရတာဖြစ်တဲ့အတွက်တို့ yes no question လို့ခေါ်တယ်အဲ့တော့လွယ်လွယ်လေးပါဘာမှမခက်ဘူး ISS ကိုအရှိထုံမယ်ဟုတ်ပြီနော် is this နောက်မှကိုထည့်ခြင်းနဲ့ noun တစ်လုံးကိုထည့်လိုက်ရင်ရပါပြီဥပမာ is this a desk is this a chair ဒီလိုပုံစံလေးကျွန်တော်တို့ပြောလို့ရပါတယ် โอเคဆိုတော့ဒီ this is နဲ့ပဲကျွန်တော်တို့လာမေကွန်ပုံစံနဲ့မေးပဲနဲ့လဲမေကွန်ပေါ့เนาะဘာလဲပေါ့ဥမာဒီအားဘာလဲပေါ့ကျွန်တော်တို့တခါကြရင်ကိုတခါမှမမြင်ဘူးတဲ့ဘယ်လိုခေါ်လဲမသိတဲ့ပစ္စည်းပစ္စယလေးကိုကျွန်တော်ပြီးတဲ့ခါမှာဒီအားဒီအားဘာလဲဒီလိုမေးတဲ့ပုံစံလေးပေါ့เนาะဆိုတော့အဲ့ဒါအရန်လွယ်ပါတယ်ခေါင်းက is ကိုအရှိထုတ်ထားရဲဆိုရင်အဲ့ is ကအရှိမှာ w h a t what ဆိုတဲ့စကားလုံးပေါ့နော် British accent နဲ့ဆိုရင် what လို့ပြောပါကျွန်တော်တို့ watch လို့ပြောတာကိုပို့ပြီးတော့အသားကျနေတာဖြစ်တဲ့တော့ watch လို့ပဲပြောမှာပေါ့နော်အဲ့တော့ဒီကဘာလဲဆိုရင် what is this နော်ဒါကဘာလဲပေါ့နော် what is this ကျွန်တော်ရှင်းမှာဖုန်းလေးရှိရပေါ့နော် what is this နောက်နောက်တစ်ခုကကျွန်တော်တို့ this ကိုသုံးတဲ့အခါမှာကိုလက်လန်းမီတဲ့နေရာမှာရှိတဲ့အရာတွေရဲ့အကြောင်းကိုပြောတဲ့အခါမှာ this this ကိုသုံးတယ်ပေါ့နော်ဆိုတော့ဟိုလှမ်းယူလိုက်ရင်မှီမယ်လှမ်းကင်လိုက်ရင်မှီမယ်ပေါ့နော်ပစ္စည်းပစ္စည်းခက်တိတိကိုကိုတွေဆိုလို့ရှိရင်ပေါ့နည်းနည်းအဆောက်အဦးတို့ဘာလို့ဆိုလို့ရှိရင်ဥမာ this is a school ဒီလိုပြောမယ်ပေါ့နော် ဒါဆိုရင်တော့အဲ့အစာအုပ်ကိုဒါနီနီနာနာမြင်နေရတဲ့ပုံစံမျိုးဆိုရင်လည်းကျွန်တော်တို့ဒါ this is နဲ့ပြောလို့ရတယ်။အခုနောက်မှရှိတဲ့အရာတွေကတော့လွယ်လွယ်ကူကူပဲလက်နဲ့လှမ်းယူလို့ရတယ်ဆို this နဲ့သုံးလိုက်ရင်ရပါတယ်။ Okay အဲ့တော့ what is this ကျွန်တော်ဦးမေးရပါတော့ what is this ဆိုရင်ကျွန်တော်တို့ပြန်ဖြေမယ် this is a phone what is this ဒီမှာအတန်းဆက်တယ် what is လို့ဖြစ်သွားတယ် what is this လို့ဖြစ်သွားတယ် what is this this is a microphone this is a microphone okay ဆိုတော့လွဲပါတယ်အရန်ဒီပုံစံလေးကအရန်ကိုဒါတစင်ချင်းတစင်ချင်းတင်ယူသွားဖို့အတွက်အရန်ကိုအသုံးဝင်တဲ့ဒါသင်ခန်းစာလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်မင်းကိုလုတ်တဲ့နီးနှစ်ခုသင်ပေးသွားတယ် this is နဲ့ပြောလို့ရတဲ့စကားတွေမှာ is ကိုအရှိထုတ်လိုက်ရင်ဟုတ်လားမဟုတ်ဘူးလားလို့မေးတယ်မင်းကပုံစံမျိုးဖြစ်သွားတယ် is this a house is this a house ဒါအိမ်လားဒီလိုမေးတာပေါ့နော်ဒါအိမ်လား ဆိုရင်ဟုတ်တယ်ဆိုရင် yes this is a house ဒီလိုပြန်ဖြေလို့ရပါတယ်မဟုတ်ဘူးဆိုရင် no this is not a house ဒီလိုပြောလို့ရပါတယ် this is not a ဒါမှအတန်ဆက်ပါတယ် this is not a house ဒါတော့အိမ်မဟုတ်ပါဘူး This is a school. ဒါတော့ကျောင်းဖြစ်ပါလေ။ဒီလိုလေးပြောလို့ရပါတယ်။ Okay. ဆိုတော့ဒီနေ့နည်းနည်းနည်းဆိုတဲ့အတိုင်းဒါ English ဘာသာစကားကိုအားလက်ချင်းလေးမှာနည်း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 သင်ယူသွားမယ်ပေါ့နော်။ အခြေခံနေဒါအဆင့်မြင့်သင်ခန်းစာတွေအထိတစင်ချင်းတစင်ချင်းသင်ပေးသွားမယ်အစီအစဉ်လေးဖြစ်တဲ့အတွက်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဘလို့အလွယ်ကူဆုံး English စကားပြောပုံစံလေးတွေကို sharing လုပ်ပေးသွားမလဲဆိုတာကိုလည်းဆက်လက်ဆောင်ကြဉ်ကြည့်ရှုပေးပါလို့ပြောကြရင်လည်းဒီနေ့တော့ဒီလောက်ပါအားလုံးကျေးဇူးတင်ပါတယ်